ာမှာနောက်ထပ်ရွေးချယ်ထားတဲ့ကောင်းတဲ့ဥပဒေကိုရှိပါတယ်အဲ့ဒါကတော့လူလယ်တွေကိုဘယ်လိုအကဲခံမလဲဆိုတဲ့ကောင်းစဉ်ပဲဖြစ်ပါတယ် so ဘယ်လိုလူတွေကလူလယ်ဖြစ်မလဲဆိုတာကို subject လေးကိုနှထောင်းချင်ပါတော့ဒီမှာကောင်းတဲ့လူရှိတယ်လို့ယူဆိုးတွေလည်းရှိပါတယ်ယူသားတဲ့လူတွေရှိတယ်လို့လူလယ်တွေလည်းပေါ်မှာပေါ့ဒါပေမဲ့လူဆိုးတွေလူလယ်တွေကလည်းယူမပါဘူးဗျဒါပေမဲ့ကိုယ်နဲ့စကားပြောနေတဲ့လူတွေကိုယ့်ကိုလိမ်မို့ကြိုးစားနေတဲ့လူတွေ သူတို့ရဲ့အမူအရာတွေကြည့်ပြီးတော့အကဲခတ်နိုင်ကြောင်းဆက်ဆံရေးစိတ်ပညာဆိုင်ရာလေ့လာမှုတွေကပြသနေပါတယ်။မျက်နှာပြတ်သွားသလားလူတယောက်စိတ်လှုပ်ရှားသွားတဲ့အခါသူ့မျက်နှာမှာပြင်မြင်တဲ့ပြောင်းလဲမှုတစ်ခုဖြစ်သွားတဲ့ပြီးဒါကိုဖုံးကွယ်ဖို့အတော်လေးခက်ပါတယ်။ဒရင်ကမျက်နှာပြတ်သွားတဲ့ micro expression တွေကိုပေါက်နေစွာကဲခဏရင်အဲ့ဒီလူစိတ်လှရှားနေသလားဆိုတော့သိနိုင်ပါလိမ့်မယ်။မကောင်းမှုလုပ်ချိန်မှာလူဟာစိတ်ထိန်းထားပေမဲ့ စိတ်လှုပ်ရှားတာပါပဲ။နံပါတ်1အမူအရာတွေရှင်းအောင်မငြိဖြစ်နေတာလား။လိမ္မူကျက်နေတဲ့သူတွေမှာအမူအရာတွေရှင်းအောင်မငြိဖြစ်နေတတ်တယ်။မျက်နှာထားမျက်လုံးအကြည့်ကိုယ်အမူအရာလှုပ်ရှားမှုစကားသံအနေအမြင့်ချီဟန်လက်ဟန်တွေကိုတပြိုင်နက်တည်းညှို့ညွတ်အောင်ထိမှုခပ်ပါတယ်။ဝဲသူကိုအယုံသွင်းမှုကြိုးစားတဲ့ပွဲစားတယောက်ကိုမျက်နာကိုမျိုးသားဟန်လှုပ်ထားပေးမယ်။မျက်လုံးအကြည့်ကိုတော့တပြိုင်နက်ထိမ့်ချို့လို့ရကောင်းမှရပါလိမ့်မယ်။ ။နံပါတ်3စကားပြောဖို့လိမ်မှုကျူးစားတဲ့သူရဲ့စကားသံဟာတာမန်ထက်အတန်ပုံမြင့်နေတတ်ပါတယ်။ပြောတဲ့နှုတ်ဟာလည်းနှီးပွေသွားပြီးစကားကြော်အမှုနေသွားပါတယ်။စကားတွေအမှားမှားအယွင်းယွင်းနဲ့မကြာခဏပြန်ပြန်ပြောတတ်ပါတယ်။ဘာကြော်တွေစလိုက်ဖြတ်လိုက်ပြန်ပြန်ပြန်ပြောလိုက်ရှိတတ်ပါတယ်။ဒါကတော့အစကားပြောပုံနဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ်။ဒါနဲ့နောက်ဆုံးတစ်ချက်ကတော့မျက်လုံးအကြည့် လိမ်မှုကျိုးတဲ့သူကမကြခဏမြက်တောင်ပုတ်ခတ်ပုတ်ခတ်မျက်စိပိကလက်ပိကလက်လုံးတက်ပါတယ်။စကားပြောနေတော့မျက်လုံးဖြူထားတတ်ပေမဲ့မျက်လုံးချင်းဆောင်အောင်မကြည့်ဘူး။စကားပြောနေတော့တခါတည်းရဲ့ရိုးသားတဲ့ဟန်ဆောင်ပြီးတစ်ဖက်လူရဲ့မျက်လုံးနဲ့တမင်မဆုံဆုံအောင်ကြည့်လိုက်မယ်။တစ်ဖက်လူရဲ့အရေးအကဲဖန်ပြီးလိမ်မလိမ်ထောက်လန်းနိုင်ပေမဲ့ကျွန်တော်တို့အကဲဖြတ်ချက်တွေဟာအပြည့်အဝကောင်းတဲ့နည်းတွေလို့တော့မဆိုနိုင်ပါဘူးဗျ။ အလင်ကျွမ်းတဲ့သူတွေဟာကျွန်တော်တို့ရဲ့အကဲခတ်မှုကိုအောင်မြင်စွာရှောင်ရှားတတ်တယ်။ဒါပေမဲ့အထက်ပါအချက်လက်တွေပေါ်မူတည်အကဲခတ်နေရင်တော့သူတို့အတွက်အလိမ်မှုခတ်သွားပါလိမ့်မယ်။လူအချင်းချင်းလှည့်ပတ်ခြင်းရှင်းကင်းရှင်းကြပါသည်။ဒါကတော့လူလိမ်မျိုးကိုလူဆက်ဆံမှုလေးဆိုတော့ဖြစ်ပါတယ်။ so ဒီအဘနေနေပေါ့တကယ်လို့မြန်လူလိန်ကဒီအကြောင်းအရာကိုသူသိနေရဆိုရင်သူကသူ့ကိုသူရေးမိတော့ရယ်ပေါ့နော် ိုအဓိကလူတယောက်ကိုအကဲအကဲဖြတ်ဖို့ဆိုရင်ပေါ့နော်အဓိကလူလင်ရယ်လူမြင့်ရယ်မဟုတ်ခင်းနဲ့အဲလူတယောက်ကိုအကဲဖြတ်ဖို့ဆိုရင်အဓိကကတော့မျက်နှာအမူအရာ fit expression ကအရေးကြီးရယ်ပေါ့နော်အမ်ထားလိုက်ပါတော့လူတယောက်ကိုမြင်တယ်သူ့ရဲ့ဉာဏ်လုံးအကြည့်အမ်မျက်နှာအမူအရာစကားပြောဟန်ဆိုတာနေကြည့်ပြီးတော့သူဟာသူ့ရဲ့အစဉ်တန်းကိုဖော်ပြတယ်ဆိုရင်ပုံစံမျိုးပဲဖြစ်ပါတယ်ဒါကတော့ ဘယ်လိုနေဟမ်းမျိုးပါမဆိုလူပတ်ဝန်းကျင်အတွက်အသုံးဝင်တဲ့အတက်ပညာတစ်ခုပေါ့နော်ဟော fit inspection ကိုအကဲဖြတ်တတ်တယ်ဟာဆိုတော့ဒီလိုမျိုးအတက်ပညာကလည်းဟိုတိထားတဲ့အတက်ပညာတက်မြောက်ထားတဲ့အတက်ပညာလို့ပြောလို့ရပါတယ်ဆိုဒါဆိုရင်နောက်ထပ်ခေါင်းစဉ်လေးတစ်ခုမှပြန်လည်ဆုံးပေးပါမယ်ဒီဒီဘက်အတွက်ကတော့အထင်အောက်ကျဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်